အလုံးမင်းမင်္ဂလာနေ့လေးဖြစ်ပါစေရှင်ဒီနေ့ဖက်ပြခြင်းတဲ့ဝတ္ထုတို့လေးရတော့1956ခုနှစ်အော်တိုဘာလထောက်ရောက်ရီမက်ကဇင်မှာပါရှိတယ်စာရေးဆရာတက်ပတူမောင်မောင်သူရေးသားထားတယ်အမေနီဆိုတဲ့မက်ကဇင်ဝတ္ထုတို့ပဲဖြစ်ပါတယ်အလုံးမင်းနားဆင်ခင်စားပေးပါဦးရှင်ကျမကတော့စာဖတ်သူမင်းနင်းဆက်ဖြစ်ပါတယ်အမေနီအခန့်တဲ့ နှစ်ဦးကြုံခဲ့ရတဲ့အကြောင်းအရာတွေကို စိတ်တစားအိမ်မက်တစ်ခုလိုပဲမေးပြလိုက်ကြပါဆိုရဲ့ကိုတန်ညူခုနေမတော့ကျမတို့ဆက်ကြမှာမှန်သားတတိုင်းတွေချားနေလေရဲ့နှစ်ဦးခွဲခွာကြအံ့မိုးမိုးတွေညှိုးငယ်သောအသွင်နဲ့အဆိုးကဲ့သို့ခိုင်ကိုမြောင်လာသည်နှစ်ပင်ကိုတန်ညူသည် လက်တွဲမှဖန်ခွက်ငယ်ကိုခက်တတင်းစောက်ကန်လိုက်မိပြီးပရင်းရောင်ဝီစကီကိုမော်လိုက်မိပြန်သည် အယက်ရှင်ကြောင့်ကျင်းထဲတွင်တလက်လက်မောလာပြီး တလောကလုံးချာချာလည်နေသည်ထင်ရသည်ညနိုးခရသောကြပြဆရာမကလေးခိုင်မအပါဘာကိုမျှစိတ်မဝင်စားလိုတော့ယူဝေကဝဝတွင်းနေသောမြင်ကွင်းထဲဝင်ခိုင်မျက်နာတွတ်တွဲကလေးကိုသာညင်ယောင်နေမိသည်မမေ့စွမ်းပါဟုခိုင်မိမိရတဲ့အပြင်ဒီအကြောင်းအရာတွေကကျုပ်ကိုနှွေနယ်ညင်၆အိမ်မက်လို့ 6လက်လာတတ်ကြပါသေးရဲ့ဟောခုလေ6လက်လာကြပြန်ပြီလေသခင်နေဝတ်သက်ညိုအဖို့ကြပြဆရာမကလေးခိုင်နဲ့တွေ့ဆုံရဖို့ကိုအိမ်မက်ဆန်သည်ဟု ဆိုရလေမလားဟာတာဆန်လုံးသည်အဖြစ်ဟု ဆိုရလေမလားမသိခဲ့ပေနှစ်သိကြည်နူးစရာကောင်းသောအံ့ဩခြင်းနှင့်တွေ့ရသည်ဟုဆိုကနီးစံလည်းမြည်ထင်သည်ထိုနေ့ညကနာဝန်သည် ပါရှုံးတော်လဲ ိတ်တဲသောနှင်းမုံတို့ကြောင့်ခက်မိုင်းမိုင်းသာနေသည်ယုံဤအတွင်တွင်မူနှရစ်မိအောင်တို့ဖြင့်နေနေ၏မထီတထီတူဆန်းနေသောတန်တရားတန်တက်တဲ့ကိုလည်းကြာရ၏တရောကျိုးများပေါ်သို့ထိုးတံကိုဖိဆွဲရင်းပြင်းရင်ညီငွေစပွဲကျိုးညင်နေတဲ့များကိုလည်းကြာရသည် ကိုတက်ညုံနှင့်ခိုင်သည် အတူရှင်း၍ရရင်ဒီတထိတ်ထိတ်ခုံကကြက်သွေးရောင်ဂရိပါကလက်ကဤ ပိတ်အတဲကိုစောင့်မော်နေ၏တိုးနေတူမကြည့်ဝင်လာအောင်လဲရှက်ရွံ့နေမိပြန်သည်တို့တစိမ့်လဲရက်တတတပတ်မြအတူဇက်တိုက်ခက်ပြီးပြီမို့စိုးရင်စီရတော့မရှိကိုတက်ညိုတို့ဤရောက်တော့ဝင်တာအစ်စ်တရာပြောင်းရွှေ့ရောက်လာသည်ဖြစ်သောကြောင့်ကြိုးဆိုသောမိတ်ဆက်ပါတီတစ်ခုပေးရန်စီစဉ်ကြလေသည်ရင်းအစီအစဉ်၌ပြဆက်တို့ကလေးစူပောင်းကပြရမည်အစီအစဉ်ကလည်းပါလာခဲ့၏ ပြက်ဆက်အမိကိုပင် အမေလေးဟုရွေးချယ်ကြလေသည် အမေလေးဟုသည့်အတိုင်းရာဇတ်တတုကလျာနှင့်ယတုတခွန်ဆိုင်နိုင်ရှင်တော်တို့၏အဖြစ်ကိုမိញံပြုကဇလန်းကိုရွေးချယ်ကြ၏ဇလန်းအစုံ၌တပွဲပွဲကြနေသောနှင်းမောင်တို့အဝဲဇလန်းငယ်အဖြစ်ပါဝင်ရသောကိုသက်ညိုကတေဆုံးသွားသော အမေလေး၏ဘူဖွဲ့ဖွဲ့ကလေးပေါ်ဝဲဖက်တွင်ငိုရှိုက်သည့်အခန်းနှင့်တုံးရမည်ဖြစ်သည် မင်းသမီးအဖြစ်ပေါ်မူကိုတက်ညိုထက်အသက်အရွယ်အနည်းငယ်သာကြီးပုံရသောခိုင်ကိုရွေးချယ်ကြလေသည်မြင်းမြပင်ဇက်တိုက်ခဲကြရသည် ဆိုပေမယ့်ပင့်မတင်သေးသော ကလကာဤနောက်ွယ်ဝဲအတူရက်နေမိသောကာလ၌ရင်ထဲတွင်တထိတ်ထိတ်ဖုံနေကြ၏တူးနေတူးဖြစ်မှဖြစ်ပါမလားဟုသောအတွင်နှင့်ရင်းလေးနေမိကြပြန်သည်အပြင်းမှဒုတိယတန်များတဖြည်းဖြည်းမြင့်တဲ့ကျန်းလောင်လာသည့်နှစ်ပင် ကလက်ကလည်းပင့်တယ်သည်နှင့်တပြိုင်နက်ချင်းခေါခေါနှင့်ဇနန်းစာချရသည် ချောချောမမောပင်ကပြနိုင်ကြသည်မို့တော်ပေသည်ဤတို့တစီလည်းတပြားဆရာလေးအဖြစ်နှင့်ပါဝင်ရသောကိုတက်ညိုသည် သူ့အမေလေးကိုကြည်ရွေ၍ဆက်ဆိုသောကပြများကိုနေ့နေ့ဖြစ်ဖြစ်ရွတ်ဆိုရ၌အတန်များ တုံ့ညီနေသည်ဒီအပြင်တော့အပြည့်စိုးစရာဘာမှမရှိသက်သိန်းခန်းကို လူမျိုးအနှစ်သက်ဆုံးဖြစ်ကြသည် တမောင်မောင်ကြနေသောနှင်းပွင့်တို့အောင်၌ကိုတက်ညိုသည်ကြပြာရည်သည့်စာရွက်ဖြူဖြူကိုလက်တစ်ဖက်မှကရင်မိမိကိုယ်ကိုမိမိတက်သေးသွားသောအမင်းလေး၏ဂုဖုပ်ပွေကလေးနာဝဲသူယူတယောက်လိုညီတန်းရွရွနေသည့်အခန်းဖြစ်၏တန်တရာဆက်ဝန်းပေါ်မှာ ခရီးဆက်ပေအောင်သောအမင်းလေးရေမိခင်တယောက်လိုကျွန်တော်အပေါ်မှာယူရခဲ့လို့အမင်းလေးရေလို့တင်စားခဲ့ရတဲ့သူနဲ့ ်တန်တရာရဲ့တခုတော့ခွေမှာတုံကြပါဆိုရဲ့လို့သာမှားလိုက်ပြစီတော့ထိုစင်မှာပင်ဓာတ်စင်ပေါ်၌မိမများကိုတဖြည်းဖြည်းမှိတ်မသွားယုံမှိတ်ပေးလိုက်ပြီးအမေလေးဖြစ်သောခိုင်သည်ဝိညာဉ်နှွဲပါဟန်နှင့် အပြာရန်ဝိယုံကိုခြုံကာကားလိုက်ညာကြမှတရွေ့ရွေ့ထွက်လာခဲ့သည်ကိုတက်ညိုသည် အမေလေးကိုငေးမောကြည့်နေ၏ဒီနောက်တွင်မှရုတ်တရက်အသက်ပြောင်းဝင်လာသူတို့ အမေလေးကိုဝှက်ဖမ်းရင်ကြိုစားသည် အမေလေးကလည်းတစ်ဖက်ကားလိုက်များချာသို့တိုးဝင်ပျောက်ွယ်သွား၏ကိုတက်ညိုသည်သာမြေမောကြံ့ရင်အမေလေး၏ဂူဖြူဖြူကလေးပေါ်ဝဲချိုက်ကြီးတငင်ငိုကြွေးလိုက်ရလေသည်နှင်းမောင်များသည် ပို၍တိတ်သေးလာပြီးကားလိုက်များအတွင်းစီမှအမေလေး၏စွပြန့်ပွဲရသော အလွမ်းတေးသည်ပြန့်လွင်နှာခိုက်ကလက်ကလည်းတဖြည်းဖြည်းကြလာသည် စကနဦးတွင်မူပြိသက်သည်ငေးမောတွေဝေကငိမ့်တဲ့နေကြ၏ဒုတိယဝိုင်းစီမှရုတ်တရက်ဂိတတံနွွလွင်မြူးလာမှဩဘာပေးတံသည် မြေပြိုသလိုဖိန်ထွက်လာသည် အမင်းလေးနှင့်ကိုသက်ညိုသည်ကြော်ကြားလေသည်အားလုံးသောအစီအစဉ်များ ကုန်ဆုံးပြီးအသီးသီးပြန်သွားကြ၍ရုံးအထွက်သို့ရောက်သောကာလတွင်မှ ကိုသက်ညိုသည် အမင်းလေးခိုင်ကိုကြပြဆရာမလေးခိုင်အဖြစ် သိရလေသည်ဖြစ်ရပုံများကလည်းကျောအပြင်သို့လှမ်းအထွက်မှပင်ခြေစီမှအဖော်များနှင့်သွားနေသောခိုင်းဤလွယ်အိတ်နီနီကလေးတွင်မှစအုံနွန်းနွန်းကလေးသည်ကြောကြပြန်ရခဲ့၏ရွယ်ချက်မရှိဘဲကောက်ယူ၍ခွင့်ကြည့်လိုက်မိသောအခါမှပင်ကိုတက်ညိုအဖို့အလွန်အလွန်အံ့ဩလိုက်ရပြီးတီနူးနှစ်သိမ့်လိုက်ရလေသည်အီစာအောက်ကလေးအတွင်းဝင်စာမျက်နှာတိုင်း၌ ကြပြကလေးများစီထားသည်ကို တွေ့ရ၏။အောင်နာစီမှာလည်းကြပြရှင်ခိုင်း၏အမည်ကို တွေ့ရလေသည်။မမြင်ဘူးမိကလေးကရေးခဲ့သောကြပြကလေးများကိုတမျက်တနုဖက်ရှုကစွဲလန်းမမောခဲ့ရသောကိုတက်ညူအဖို့မမျော်လင့်ပဲနဲ့စင်မြင်ပေါ်ဝင်ရှင်တွဲကပြခဲ့ရသောအဖြစ်ကိုမြင်အောင်လာသည်နှစ်ပင်အံ့ဩခြင်းတီနူခြင်းနှစ်တဲ့ခြင်းတို့ကိုကြပြိုင်နှင့်ခံစားလိုက်ရလေသည် ခိုင်ခိုင်တပြန်ဆီယာမကလေးခိုင်သည်ကိုတဲ့ညို့ကိုခန်းစားလေးသည်အခန့်တော့ဒီမခိုင်မင်းညခိုင်ကပြန်စားအုပ်ကလေးကြကြံရင်လို့ကျွန်တော်ကောက်ယူသိမ်းထားမိပါတယ်ကဲလာတော့ကပြန်စားအုပ်နင်းညို့ညို့ကလေးကိုအန်အောကျေးဇူးတင်စွာနဲ့လမ်းယူရင်ခိုင်ကသိမ်းမွေ့စွာပြောလေသည်ကျေးဇူးတင်ပါတယ်ကိုတဲ့ညို့ခိုင်ကပြန်တို့ဟာကိုတဲ့ညို့အဖို့တော့အန်အောစရာကောင်းလာအောင် ညံ့နေပါလိမ့်မယ်။ကိုတက်ညိုက မျက်လွာချလိုက်မိက တွေ့ငင်းကြီးနဲ့ပင့်တဲ့ဖြားလိုက်မိရသည်။ကျွန်တော်ဖို့တော့အံ့ဩစရာဆိုတဲ့ကရိယာဝိတေသနာတာသုံးဖို့မလိုအပ်နဲ့ပါဦးခိုင်။ဘာကြောင့်များပါလဲရှင်။ခိုင်ကမျက်ခုံးလေးပင့်ချရင်အပြုံးတဝဲနဲ့ဆို၏။ကိုတက်ညိုကမလုံမလဲလိုက်၍ပြုံးလိုက်မိရင်ဒီကပြအားလုံးကိုကျွန်တော်အလို့ရနေခဲ့လို့ပါ ရှင်။ ခိုင်ကကိုတဲ့ညို့ကို နားမလဲသလိုတဲ့အံ့တော်မော်ကြည်ဤသူ့မျက်လုံးလက်လက်ကလေးများကိုရင်မဆိုင်ရဲတော့ကြောင့်ကိုတဲ့ညို့သည်ခေါင်းကိုသာငုံရှူရင်းခိုင်ဤအလုတ်စပွဲအပါမှအံ့ဩငေမော်ကြံ့ရတော့ခိုင်ကိုထားခဲ့ကလက်ထွက်ခဲ့ရလေသည် အခန်းလေးဟောကြည်စမ်းသူဒီနောက်ပိုင်းတွင်မူတူးနေတူးရင်းနှီးပွင့်လင်းသောအဆင့်သို့ရောက်ခဲ့ကြလေသည် အားလဲ့သောအချိန်များဝင်ကြပြမြန်နိုးသော ကိုတက်ညွန့်နှင့်ကြပြဆရာမကလေးခိုင်တို့သည်ရှစ်ခေစာပေနှင့်မျက်မှောက်ခေစာပေရင်းရာတို့ကိုနှိုင်းရှင်ဆွေးနွေးတတ်ကြလေသည်ကျေးစာပေအကြောင်းဆိုလျင်စနေရသည် အဖြစ်ကံရတုများကိုဘေနှင့်နိပရိယေတို့ဖြင့်ထထဲဝဝဖွဲ့ဆိုတတ်သောဥရာအကြောင်းကိုလည်းဆွေးနွေး၏ထိုမှ ခုံပြန်ကြော်လွား၍ဥရှင်ဤကလောင်ပြားမှတွင် ပြည်ရဲ့ရည်နှင့်ဝမ်းရည်တို့ထက်ဝမ်းရည်ခက်ရှာသောတိဝိရစာအကြောင်းများတို့လည်းရောက်တတ်ပြီးစက်ကြရင်နှင့်ရှာဖွေတော်မှညီတူသူမတွေ့ဆွဲနိုင်သောနဲသူကလေးရာမဲအုံမအကြောင်းကိုလည်းဆွေးနွေးတတ်ကြသည်ဤနဲစာတော်စီမှဒီတို့စီသည်ဒီစီရွှေနဲဖြောင့်တန်းတော်မူစိတ်ဝယ်ရီကလွယ်ရတုအသွေးရှာသောလဝဲတန္တရာကိုလည်းမိမထားခဲ့သည်လွယ်ပင်တိုင်း ရှင်းရှားတိန်တဲ့စိမ့်တယ်မှာစိမ့်ပူ၍ရွမ်းတေးဖွဲ့ရှားသောအနောက်နမ်းမတော်မမြလီရင်းသွေးဖြစ်သူလိုင်ထိတ်တာထိုမှလွန်မြတ်သောကုံပန်းရက်ခါတို့တောင်ကျက်ကြသည့်နတ်ပဲမြစ်စုကို တာတာကဖွဲ့ဆိုခဲ့သောညရီမင်းကြီးဦးစာစသည်စသည်တို့ကိုမကြီးမငွေသွင်းဝေခဲ့ကြသည် ထိုမှတဆင့်လှမ်း၍မမြင်စွမ်းသောနှောင်ကျိုးများသည့်တူးဘိုတို့ ရစ်ပန်မိခဲ့ကြသည်တယောစင်နှွေးငယ်များသွေတန်မိခဲ့ကြသည်ထို့မြတ်သာမကပါလေသည်တဦးပေါ်တွင်တဦးကငဲ့ညာလာတတ်၏တဦးမလိုလားမှုကိုတဦးကအလိုလျောက်ရှောင်ခြင်းမိရသားဖြစ်နေတတ်၏ဒီအချိန်မှပင်ကိုတက်ညူတယောက်ကလည်းမိုက်မဲစွာပင်ဟောက်လာပြီးထင်သောကိုင်းနှင့်စိကရက်ကိုဖွာလာသည်ဟေးကြည်စံသူစိကရက်တောင်တောက်တက်နေပြီ ပေးစံခိုင်ကို နောက်ဘရောမှမတောက်ရအောင်နော်ဒါပဲကိုတက်ညို့အံ့ဩမနေနိုင်မိမှပင်ခိုင်ကစီကရက်ကိုလူယူချေပြနိုင်လေသည်ကိုတက်ညို့အဖို့လူအများရှိတွင်ဖြစ်သောကြောင့်ရှက်ရွံ့တယ်လို့လည်းဖြစ်သွားမိ၏ထို့ထဲတစ်ခါကမိမိကို ပြစ်သွေးသွားသောမိန်ခလေး၏အပြုတ်မှုမျိုးနှင့်ထတ်တူထမ်းမြညီတူနေပြီဖြစ်သောကြောင့်လည်းအဟောင်းသည်အသည့်ပြန်လဲဖြစ်လာကရင်နာခဲ့ရလေသည်ကျွန်တော်စိတ်ချမ်းသာနိုင်မလားယင်လို့ ွာကြည့်တာပါခိုင်။ခိုင်ကအမကြီးဆန်စွာမျက်မှောင်ကလေးပုတ်ကြည့်တဲ့ရင်ဟင်အေးမဖွာရအောင်ကိုတက်ညူစလိတောက်တယ်ဆိုတာလူမိုက်တိလားမတောက်ရအောင်ခိုင်မကြိုက်ဘူးခိုင်ကပြောပြောဆိုဆိုလေးပင်ကိုတက်ညူအပါမှလက်ထွက်သွား၏ကိုတက်ညူသည်သာ လူပုံအလင်ဝင်ငင်းမောတွေဝေကြံ့ရခရပါလေသည်အော်အမီလီနေကောအခန်းက ခိုင်ရင်ထဲမှာဘလို့ဖြစ်နေမယ်ရဲ့လို့မသိစွမ်းပေမဲ့ကျွန်တော်ရင်ထဲမှာဘလို့အကြောင်းအရာတွေတိုးဝှက်ထားရတယ်ဆိုတာခိုင်ရိတ်စားမိပါတယ်နော်ခိုင်တကယ်ဆိုတော့ကျွန်တော်တို့ဟာတယောက်ရဲ့နှလုံးသားကိုတယောက်သိနေတယ်ရင်လို့ပဲဆိုရမယ်ထင်ပါရဲ့ခိုင်ကကိုတက်ညိုကို ငေးကြည့်နေရမှနှခမ်းပပကလေးကို ဖိကိုက်လိုက်ရင်ပင့်တဲ့ဖြားလိုက်ရသည်အံ့ဩသွားရှာပေါင်းတော့မရတနေ့တော့ခါတွင် ကိုတဲ့ညိုဤနှုံမှအနိစကလုံးများအတိအယီကောင်းလာပြီးကိုကြိုတင်သိထားတော့ကြောင့်ထင်ရသည် အမေဆိုတော့လေကျွန်တော်တို့တို့ရာရင်ထဲရှိသမျှကိုတိုးဝက်ပြီးဟဲဆိုတဲ့မှန်သားတတိုင်းနောက်ွယ်မှာပုံးခိုဖို့ကြိုးစားနေသူတွေလိုအတိတ်ပဲတော့မရှိလပါဘူးခိုင်းဒါကြောင့်ခေါဟိုမှာကြည်စမ်းပါကိုတဲ့ညိုကိုတဲ့ညိုဤရင်ထဲမှာပွင့်အန်လာသောစကလုံးများကို နားဆွင့်နေရင်အင်အားမရှိတော့သည့်အစုံခိုင်းကကိုတက်ညိုဤတကကြောဝင်မျောသွားရင်ပြည့်ရဲ့ကလေးစင်က တိမ်ထွေးထွေးတို့ရွေပြေးနေသည့်ကောင်းခင်ကိုထိတ်ထိတ်ပြပြလေးပြ၏ကိုတက်ညိုကတိမ်တိမ်မွတ်မွတ်ပြောင်းလိုက်၏အေးတက္ကသိုလ်ကဂတိကကြီးတို့ရဲ့စိတ်တဗေဒသင်္နှန်းတို့သဘာဝထဗေဒသင်္နှန်းတို့ကို တရားမလိလာခဲ့ဘူးပေမဲ့ဒီပညာတွေကို ခိုင်သိနေတာကပဲရှိပါစေတော့လေမကြလို့ရင်လည်းရှိပါစေတော့ဒီများနဲ့ပင် ကိုတက်ညိုသည်ချစ်တော်ခိုင်အပါမှဖဲ့ခွာခဲ့ရလေသည်ခန်ချောင်းကိုတက်ညိုတချို့ဦးနောက်ကအကြောင်းအရာတွေကို အသေးနှလုံးကလက်မခံနိုင်သလိုပဲတချို့အသေးနှလုံးကအကြောင်းအရာတွေကိုလည်းဦးနောက်ကလက်မခံနိုင်အောင်ဖိလာဖြစ်တတ်ကြတယ်လေအတိနဲ့ခံစားမှုပြိုင်းတူညီညီမျှမျှလက်ခံတဲ့ အကြောင်းရင်းလို့ရှိခဲ့ဖြစ်ခဲ့နာပါတယ်ကိုတက်ညူအခုအခိုက်ဖို့မှလည်းအသေးနှလုံးကခံစားရမှုဘလို့ပဲပြင်းနေပေမဲ့ဒီအကြောင်းအရာကိုဥနောက်ရဲ့အတိအာလက်မခံနိုင်အောင်ဖြစ်နေရပါတယ်လူရင်းကိုရင်နာနာနဲ့ဆိုရမယ်ဆိုရင်တော့မဖြစ်နိုင်ပါဘူးကိုတက်ညူလေးခိုင်းထိုနေ့ကခိုင်းသည်ရုံးမလာပေကိုတက်ညူအတွက်သာစာတိုလေးတစ်စာလူကြုံပါလိုက်ရှာသည် ိုတက်ညူအဖို့မခံမရနိုင်လောက်အောင်ရင်နနာနှင့်သာထိုနေ့ကကုံဆုံးခဲ့ရလေသည်အခန်းခွနီးအမေလီအသည်နဲ့အသည့်ပြိပခါဖြစ်နေရမှာအသည့်ကိုအရှုံးပေးပြီးနှလုံးသားကိုအနိုင်ပေးလိုက်ပါလို့ပဲကျွန်တော်တောင်းပန်ပါရစေခိုင်းရှင်နေရမမြင်စွမ်းတဲ့တင်ကြတာတွေကိုဖြောက်ဖြက်ပြစ်ဖို့ဆိုတာကလေလွယ်တဲ့ကိစ္စမှမဟုတ်ပဲကပဲဘာပဲဖြစ်ဖြစ်ပေါ့ခိုင်း တကယ်ဆိုရင်ခိုင်ကမမြင်ဘူးခင်ကလေးကခိုင်ရင်လည်းကပွင့်အံတီကောင်းခဲ့တဲ့ကြပြာလေးတွေကိုညံ့နိုးပြီးကြပြာရှင်ကိုပါညံ့မမြင်သူဝေလာဝင်းကိုမျှော်မှန်းတတတတယ်လို့တတခဲ့ရသူမို့ကျွန်တော်အတွေ့မေတ္တာမိုးတပေါက်ဖြင့်ရွာတင်ပါရဲ့တက်ညူရောအပေါ်ထက်သူအတဲနေကားခုလက်ဝဲစာတူကလေးကိုခေါင်းငုံရှူရင်းထက်နေသည့်ခိုင်အား ကိုတက်ညူက အပားမှငင်းမောစောင့်ကြည့်နေမိသည်မနီယာခိုင်ရောက်မလာတာမို့ခိုင်အတွက်ရေးထားတာလေကျွန်တော်အတွက်မြစ်တံမိုးတပေါရွာစမ်းပါလို့ပဲထက်လောက်တောင်းမဲ့ပြရစီအောင်ခိုင်ခိုင်ကကိုတက်ညူကို ပြည့်တဲ့လေးဖြာရင် မော်ကြည့်လေသည်မဖြစ်ပါဘူးကိုတက်ညူမြစ်တံမိုးရွာစမ်းပါလို့ဆိုလာပေမယ့်ခိုင်အကြောင်းကိုဘာများသိထားတာမို့လဲခိုင်ဟာဘလို့မိန်ကလေးဆိုတာကိုတော့ ိလို့မြလာကိုတက်ညူဟင်မိရွှေခိုင်အောင်မောင်းလိုက်စမ်းပါမေးလိုက်စမ်းပါခိုင်နေကိုတက်ညူမောင်းမောင်းတယ်အိုးမောင်းတယ်ခိုင်သည်မျက်ရည်ဝဝနှင့်ပြောင်ကင်းကလေးဆိုရင်နေကားတလျှောက်စင်ပြေသွားလေသည်စောလာသေးသည်မို့အချာယုံသားများမရောက်သေးသည်ဖြစ်၍သာတော်ပေသေးသည်အိုးခိုင်ခိုင်မင်းရောလေကိုတက်ညူကပြေးစင်လိုက်ခဲ့ရင် အပေါ်စီမှလမ်းအော်ပြောလေသည် ခိုင်နှုတ်ဆက်ခဲ့ပါတယ်ကိုတက်ညူအလုတ်ထွက်စားလဲတင်ခဲ့ပြီးပြီမို့ဝေးရကိုသာပြေးပြစီတော့နှစ်ဦးကြုံခဲ့ရတဲ့အကြောင်းအရာတွေကိုလည်းစိတ်တစအိမ်မက်တစ်ခုလိုသာမေ့ပြလိုက်ပါမဖြစ်နိုင်တဲ့အကြောင်းတွေကတတိုင်းတွင်လိုချားနေလိုပါကိုတက်ညူခိုင်သည်အောက်စီမှလမ်းအော်ပြောရင်ရုံးအပြင်သို့ခပ်ပြေးသွားလေသည်ကိုတက်ညူသည်သာ ကြားရသည့်စကားကိုမယုံနိုင်သလို ေကားခုလက်ဝင်ငင်းမောတွေဝေကြံ့ရပါလေသည်အမေလေးသည် တမြေဝဲသို့ပြေးနေပြီအခန့်ရှင်ကြာခဲ့နေပြီကိုတက်ညိုလေးခိုင်ကိုနားမလဲပဲဂယုနာတော်တော်နဲ့ကြံ့ရမဲ့အဖြစ်ကိုသိလို့စကန်းလိုက်ရပါတယ်ကိုတက်ညိုခိုင်တို့အဝဲမြုပ်ကိုပြောင်းရွှေ့ပြေးခဲ့ပြီလေကြုံခဲ့ရတဲ့ဆက်ချောင်းကိုလေပုံငင်းကြီးကကစားကြတယ်လို့ဝါခတ်လိုက်ပြရစီတော့ ိတ်ဝင်စားစရာမကောင်းတဲ့ဒဏ္ဍာရီလိုပဲသဘောထားရပါကွယ်ခက်မျိုးယူဟာမတန့်ခဲ့ဘူးခက်ရင်ရင်ပြောရရင်သွေးမကောင်းတဲ့ရောဂါရှိခဲ့တယ်ဖဖြစ်စီကအမွှေးရခဲ့တာလေခုတော့အဲ့ဒီအမွှေးတွေဟာဖုံးလို့မရအောင် ပွားလာနေပြီအနုမာလေးကိုမေ့လိုက်ပါခလေးရဲ့နော်ဒါပါပဲခိုင်တဲ့ဘောကိုနားလေစမ်းပါခိုင်စီရနာအထုအထဲကိုညင်စမ်းပါ အမိလေးခိုင်သည်ပျောက်ွယ်ခဲ့ပြီဖြစ်သည်မိမိ၏ဆိုးခဲ့သောဘဝကိုမြစ်တာမောဖြင့်စောင်းစားနေသူ၏ရင်တွင်ဝဲဝါးခွက်မအပ်လိုပင်ဇွတ်သွေရှောင်သွားသူ အမိလေးအတွေ့တရှိုက်မမနှင့်လွမ်းကြံရည်ရုံအပြင်ညီတို့မှတန်နိုင်စွမ်းမရှိတော့ပါဘူးခိုင်ကိုခန္ဓာမှာညစ်တွယ်နေတဲ့မကားမှုမှန်သမျှကျွန်တော်မြစ်တာနဲ့တဲ့ဆင်စီပြီးညနှုတ်ပမဲ့ခိုင် မောလှတဲ့စေတနာကိုရင်ခွင်ပိုက်ပြီးရှောင်ပြေးသွားပေမယ့်ညနိုးသူကိုရှာဖွေရမှာဒီကပဟာကျင်းများလှတာမို့တနေ့တခါတနေ့တခါမတော့တွေ့ကြရအောင်မှာပါ အမေလေးရေမောင်မောင်သူဒီနေရာမှာတော့1956ခုနှစ်အော်တိုဘာလထောက်ရောက်ရီမဂ္ဂဇင်းမှာပါရှိတဲ့စာရေးစရာတက္ကသိုလ်မောင်မောင်သူ ရေးသားထားတဲ့အမေလေးဆိုတဲ့ မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်